ဒါငါပြရတယ်ဒါလေးကိုကျွန်တော်ကဘလန်ဆိုင်းလို့ကြတော့ရှေ့ကကျွန်တော်ညီလေးညီမတွေလည်းမပြင်းရအောင်မူလေးပြောင်းပြီးဒီလိုတိကျရအောင်အေးဟေး ရှင်ကျွန်တော်တို့ခေတိမုံတိတိကြတော့အစ်ကွက်အဖြတ်တောင်းနဲ့ထိပြလိုက်တာပါဟုတ်ပြီဒါကဗလာဆိုင်ရဲ့သဘောတရားမှန်ပါဟုတ်တယ်နော်ကဲမသိတာရှင်စိုးနိုင်နေတာဗျာစိုးနိုင်ပါလေစိုးကြည့်ပါဦးပထမအပိုက်တို့ညီမတွေဟလာညီညီမတွေအတွက်လက်ဆောင်ပေးတာပါတချင်းလက်ဆောင်ပေးတာပါခင်ဗျာဟုတ်ကဲ့နိုင်ငံချင်းလို့စိုးကြည့်ပါမိုင်းတို့ညီမအနန္တအနန္တမဘာသာ 啊。Wow. ာအတိုင်းမှာဗါတဲ့မမကြီးဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရင်အားလုံးသိပြီဒါပါအနန္တအနတ၅ပါးဟုတ်လားနေ့စဉ်ညတိုင်းလက်ဆုံမိုး၍ရှိခိုးကတော့ရမှာဖြစ်ပါတယ်မမဆိုးသွားတဲ့ခြေလေးကကောင်းလွန်းလို့ပါဗျာဟုတ် ဟုတ်တယ်နော်အနန္တ၅ဗျာလို့ညီးရပါတယ်မှန်ပါဟုတ်တယ်နော်ကဲဒါလေးကိုကျွန်တော်ကဗလာဆိုင်လို့တီးပြကျင်းတာတခြားမဟုတ်ပါဘူးနှချင်းကိုတီးကွက်ဖြစ်အောင်ကျွန်တော်ဦးကြီးတို့ဩဃာသားပါမောင်မသူဖန်ဖန်တီးပြီးတော့တင်ပြမှာဖြစ်ပါဟုတ်တယ်နော်တခြားလူမကြည့်နဲ့ဒီဘက်ကပမ်ပတိဆရာနဲ့ဘိုးဘက်ကလင်းငွေလေးဆရာဟုတ်တယ်နော်ဒီဘက်ကသူတို့ဥဆောင်လာလိမ့်မယ်ညာဘက်ကကြီးဆရာမောင်ဆရာနဲ့ဆရာဥဆောင်လာမှာဟုတ်တယ်နော် တပွဲလုံးတီးတဲ့အတန်တော့ကတသွေးတန်တမိထဲဖြစ်နေမှာဆိုင်းကကောင်းတဲ့ရဲ့ဗျမှန်ပါဟုတ်တယ်နော်အဲ့ဒါကိုကျွန်တော်တို့ခစ်လို့ကြတော့ဒီဘက်ကဟဲ့ တမကြီးတွေနဲ့နေလားငါလားတီးလာရတဲ့ခစ်ဆိုတော့ပိုင်းတို့ရမင်းတို့ကိုပိုင်းတီးထွန်းတီးလုံးလေးတွေမထွန်းနိုင်ကြဘူးလားနဲ့မေးလာတော့ဒါကျွန်တော်ကိုပိုင်းတော့မဟုတ်ပါအဲဒီတချင်းကမူရင်းကကောင်းပြီလားဆိုတော့အထူးပြောစရာမလိုတော့ပါဘူးခင်ဗျာတချင်းကိုတိကွက်ဖြစ်အောင်နည်းနည်းလေးပဲကျွန်တော်တန်းစာဆင်ကြည့်လိုက်တာပါဟုတ်ပြီဟုတ်တယ်နော်တို့မြန်မာအနန္တောအနန္တ၅ပါးကိုအဲ့ဒါကိုဘလာဆိုင်လို့ကြတော့မလိုလားတယ်မလိုလားဒီလိုလားတယ် လာအောင်မယ်ခင်ဗျအဲစုချမလားလို့မြို့လာကိုင်းအိမ်ပြန်ပြီးငရုတ်စုံနဲ့ထဲထောင်ပြီးမြို့ချတော့မှာလို့ဩဟောတယောက်တည်းမြည်မညီဘူးဟာအဲ့ဒါလောပါနဲ့ကျွန်တော်ဒါလေးချမ်းသာတာမလုပ်နဲ့ဒါတောင်ဆိုင်ဖို့ကကြည်သေးတာမဟုတ်ဘူးအဲဘယ်ပိုင်ပြောတယ်ကဲဒါနဲ့အားပေးတာကျေးဇူးတင်ပါတယ်တဲ့နော်ဟာလာတီလုံးပြန်တိမယ်နော် တို့မြန်မာအနန္တအနန္တငါးပါးကိုအဲ့ဒါကိုဗလာဆိုင်တို့ဒီပါဦးကြီးတွေနားဆင်ကြည့်ပါခင်ဗျာနားထောင်ပါဆိုရင်ပိုင်သူကရိုင်းပါတယ်ရွှေနားနေစင်တန်ဆင်တော်မူပါလို့ပြောကြရင်းနဲ့တို့ဆရာလေးဦးဆိုင်ဟာနေစရာမဲတင်းနေတာနော် ဲ့ဂူးဆိုင်တာနေ့တိုင်းမှာညာတိုင်းမှာလက်ဆယ်ပြဥခိုက်ချီခူကဟာဟေးဂူးဆိုင်တာလေးမွင်းဒီဆရာဂူးဆိုင်တာပါခင်ဗျာဂူးဆိုင်တာမနော်ဟော့ဟေး ချင်းကအင်မတန်အေးတဲ့တချင်းကိုကျွန်တော်ကဘလန်ဆိုင်လို့ကျွန်တော်တို့ခေလူငယ်ပြိတ္တလည်းနားထောင်လို့ရအောင်တင်ပြလိုက်တာပါမမမမကြီးရှင်ဒုတိယပဲရသေးလားဗျာရပါလေဒုတိယပဲကလေးကြတော့နည်းနည်းတန်တောက်ကလေးပြောင်းသွားပြီနော်ဘယ်လိုနည်းလဲဘက်ကစမယ်ဗျာကာလာဝတရားသာဝရသာမမဟုတ်ဘူးယံဆွေးနေကြမလွင်အောင်

နောက်မပြီးသေးဘူးရဲ့ဥမာရှေ့ကြံနေတယ်နော်ရှေ့ကြံနေတယ်နောက်တော့ကြည့်အောင်ဗါတဲ့ယဟန်တော်တွင်ဝိချမခနကိုချွတ်ပါလို့ ရက်ကရင်နေတပင်းကခန့်ပေးရတယ်ဆိုတော့ဒါပြောတာပါခင်ဗျာရှစ်ကတို့ညီဒီညီမတွေအတွက်ဒါကတချင်းလက်ဆောင်ပေးတာဟုတ်ဟုတ်တယ်နော်ကဲအများကြီးမပြောတော့ပါဘူးဒါလေးကိုကျွန်တော်ကဗလာဆိုင်လို့တင်ပြခြင်းလို့ဟုတ်တယ်နော်ရဟန်းတော်တွေ့ရင်ဝိချပါနော်ဒီပိုက်ကလေးကောင်းလဲလို့ခင်ဗျာရဟန်းတော်ကြွလာပြီဆိုတော့ကျွန်တော်တို့ဆိုင်ကတန်ဆာဆင်ရတာကဘယ်အတန်ထွက်ရတယ်မဲ့ဆရာတော်ဖျားလေးကြွလာရင်ကျွန်တော်တို့မြမဆိုင်ကဗာတိပေးရတယ်မဲ့ဗာတိပြောပြောတိပေးရတယ်ဟုတ်တယ်နော်ပြောတိပေးရဒီလိုလာတယ်ဟာ တဏဘက်ကိုဘူးပြောင်းသွားတတ်ပါလိမ့်မယ်မှန်ပါ